ဖင်လန်ပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့လေပြင်းရဲရန်ဝန်ဟာဒီကနေ့ညနေပိုင်းမှာအိန္ဒိယနိုင်ငံကမ်းလွန်ဒေသတွေအတွင်းမုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကဒီနေ့အောက်တိုဘာ22ရက်မနက်ပိုင်းကသတင်းထုတ်ပြန်ပါတယ်။ဒီနေ့မြန်မာစံတော်ချိန်9နိုင်ခွဲအချိန်တိုင်းထွာချက်တွေအရဖင်လန်ပင်လယ်အော်အနောက်တောင်ပိုင်းတရွိလင်ကနိုင်ငံမြောက်ပိုင်းကမ်းလွန်မှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့လေပြင်းရဲရန်ဝန်ဟာဆက်လက်တည်ရှိနေကြောင်းအဆိုပါအားကောင်းတဲ့လေပြင်းရဲရန်ဝန်ဟာ အနောက်အနောက်မြောက်ဘက်ကိုဆက်လက်ရွေလျားနိုင်ပြီးဒီနေ့ညနေပိုင်းမှာဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်အနောက်အလဲပိုင်းအိန္ဒိယနိုင်ငံတပင်းဓာတုမြောက်ပိုင်းကမ်းလွန်နဲ့အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတို့မှာမုန်တိုင်းငယ်အဖြစ်ကို၎င်းအဲဒီကနေတဆင့်အနောက်အနောက်မြောက်ဘက်ကိုရွေလျားနိုင်ပြီးပုံမောအားကောင်းလာနိုင်ကအော်တိုဘာ23ရက်နေ့မှာအိန္ဒိယနိုင်ငံတမင်းနာဒုမြောက်ပိုင်းနဲ့အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေတို့ကိုရောက်ရှိနိုင်တယ်လို့ခန့်မှန်းရကြောင်းထုတ်ပြန်ထားပါတယ်။ ်ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့အရှေ့အလယ်ပိုင်းတို့မှာတိမ်နှင်းငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်အော်တွေမှာတော့တိမ်အသင်းအသင်းကနေတိမ်ထူတက်နေရလို့သိရပါတယ်။ဒါပြင်ဒီနေ့မြန်မာစံတော်ချိန်9နိုင်ခွဲအချိန်တိုင်းထွာချက်တွေအရတောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့အပူပိုင်းမုန်တိုင်းဖန်ရှန်ဟာအနောက်တောင်ဘက်ကိုဖြင်းညင်းစွာရွေ့လျားခဲ့ပြီး VN နိုင်ငံဌာနမျိုးရဲ့အရှေ့မြောက်ဘက် ရှေးမိုင်း150ခန်းအကွာပင်လယ်ပြင်ကိုပို့ဟုပြုနေကြောင်းအဆိုပါအားကောင်းတဲ့ပူပိုင်းမုံတိုင်းဖန်ရှင်ဟာအနောက်တောင်ဘက်ကိုရွေ့လျားနိုင်ပြီးနောက်24နာရီအတွင်းဗီယက်နမ်နိုင်ငံအလဲပိုင်းကမ်းခြေဒေသတွေကိုဌာနမျိုးအနည်းကနေဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့သိရပါတယ်။အဲဒီကနေတဆင့်အောက်တိုဘာ24ရက်မနက်ပိုင်းမှာဗီယက်နမ်နိုင်ငံကုန်းနှင်းပိုင်းဒေသတွေကနေတဆင့်လောင်နိုင်ငံကိုအပူပိုင်းမုံတိုင်းအဖြစ်ဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရကြောင်းမိုးစလကထုတ်ပြန်ထားပါတယ်။